မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနကနေအော်တိုဘာလ15ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကလူတို့ကိုအ धिक ပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်မှုများနဲ့အကြမ်းဖက်ကျူးလွန်နေမှုများပုံမပြင်းထန်လာနိုင်၍ပြည်သူများအထူးသတိပြုကြရန်တအောင်းပြည်ကောင်စီသတိပေးချက်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အကြံဖက်စစ်တပ်ကလူမှုကိုအဓိကပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်မှုများနဲ့အကြံဖက်ကျူးလွန်နေမှုများပုံမပြင်းထန်လာနိုင်၍ဖြီးသူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန်တောင်းပြီကောင်စီ TLC ကသတိပေးချက်ထုတ်ပြန်ပါတယ်။စက်တင်ဘာလမှစတင်၍ယနေ့အချိန်ထိအကြံဖက်စစ်တပ်ကကြောင်မင်း၊ပြီးဖို့နမတ်တူ၊မိုးကုတ်၊မိုးမိတ်မိုင်းငော်၊မိုင်းလုံး၊နှမ်းဆက်နှင်းမန်တုံမြို့နယ်များရှိပြည်သူလူထုများနေထိုင်ရာခြေရွာများကိုဦးတည်သည့်လေကြောင်းပုံးကျဲတိုက်ခိုက်မှုကြောင့်ကလေးသူငယ်များအပါအဝင်ဒေသခံပြည်သူများသေဆုံးခြင်း ထိခိုက်ဒဏ်ရာရရှိခြင်းနေအိမ်များစာတင်ကြောင်းများနှင့်ဘာသာရေးအဆောက်အုံများထိခိုက်ပျက်စီးသည့်အပြင်ပြည်သူလူထုများစွာစစ်ပေးရှောင်နေရကြောင်းအခက်အခဲများစွာကြုံတွေ့နေရပြီးတနိုင်ငံလုံးရှိပြည်သူများကိုဦးတည်၍ရည်ရွယ်ချက်ရှိရှိလေးချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ကျူးလွန်လျက်ရှိကြောင်း TLC ကသတိပေးချက်ထုတ်ပြန်ပါသည် အကြံဖတ်စစ်တပ်ကလူမှုကိုအဓိကပြစ်မှတ်ထားကဘုံကျဲတိုက်ခိုက်မှုနဲ့အကြံဖတ်မှုများပုံမပြင်းထန်လာနိုင်ကြောင်းလူမှုအနေဖြင့်လေချောင်းအနေရဲ့ကိုရှောင်ရှားသွားလာကြရန်နှင့်ဘေးကင်းလုံခြုံသည့်နေရာများသို့သတိဝရိယဖြင့်အတူသတိပြုနေထိုင်စေလိုကြောင်းနိုင်ငံရေးနှင့်စည်ရေးအခြေအနေအခက်အခဲများကြောင့်ထိခိုက်ဆုံးရှုံးမှုများနှင့်နိနာခံစားနေရသည့်လူမှုအားပြည်တွင်းပြည်ပအဖွဲ့အစည်းဖြစ်စေတအူးတယောက်ချင်းဖြစ်စေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် TLC ကအလေးအနက်တိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်။လက်တလုံးစစ်တပ်က TNLA သိမ်းပိုက်ထားသောတီဘော်မျိုးနှင့်မိုးကုတ်မျိုးတို့ကိုအပြင်းအထန်ထိုးစစ်ဆင်နေပြီးယမနီစစ်တပ်၏ထိုးစစ်မှာတီဘော်မျိုးနှင့်၃မှိုင်အနီးသို့ရောက်ရှိလာပြီးဖြစ်ကြောင်းအခြားတစ်ဖက်တွင်လည်းနန်းစံမျိုးအပါဝင် TNLA အထိုင်ချရာမျိုးနှင့်အများအပြားကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်း TNLA သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်စစ်တပ်ကအခုထိုးစစ်တွေမှာလူတိုင်းကိုအဓိကသုံးနေ လက်နက်ကြီး drone နဲ့လေကြောင်းတိုက်ခိုက်မှုတွေအရင်လုပ်တဲ့ပြီးမှမြေပြင်မှာလူလှိုင်းလုံးလိုစစ်စင်ရေမျိုးနဲ့လူတွေအများကြီးတုံပြီးထိုးစစ်ဆင်တဲ့ဟု TNL သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်ဆက်လက်ပြီးပါတီကြီးတချို့စီယုံရေးဆင်းနေတဲ့အပေါ်ပါတီငယ်တွေဘာပြောလဲဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်စစ်ကော်မရှင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲအတွက်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေကိုမဲဆွဲစည်းရုံးရေးအတွက်အချိန်ကာလမကျညာရသေးပေမယ့်ပါတီကြီးအချို့ကတော့စည်းရုံးရေးဆင့်နေကြပါတယ် အထူးသဖြင့်စစ်တပ်ကြောထောက်နောက်ခံပြုထားပြီးစစ်အရာရှိတွေယာနယ်ကြီးယူနီဖောင်းချုပ်ခါကိုစလေလောင်အဖြစ်ဝင်ပြိုင်ကြမဲ့ချန်ခါရေးပါတီဟာတွေ့ဆုံပွဲနဲ့အလှူအခမ်းအနားအကြောင်းပြပြီးမြေပြင်မှာရောဆိုရှယ်မီဒီယာမှာပါပါတီစည်းရုံးရေးလှုပ်ဆောင်နေတာပါချန်ခါရီပါတီဥက္ကဋ္ဌခင်ကြီးကလည်းပါတီနဲ့ပတ်သက်တဲ့မူဝါဒတွေလုပ်ငန်းဆောင်တာတွေအကောင့်ထဲပေါ်မဲ့လမ်းစဉ်တွေအပေါက်ကွင်းတိုင်းပြည်တိဆောက်ရေးနဲ့ပတ်သက်ပြီးအစဉ်အသင့်ဖြစ်နေတဲ့အကြောင်းတောက်လျှောက်ပြောဆိုနေတာဖြစ်ပါတယ် မွန်တိုးတက်ရေးပါတီကောင်းဆောင်တအုပ်ကတော့ပါတီစည်းရုံးရေးနဲ့ပတ်သက်ပြီးဒါဟာဥပဒေကိုလက်တလုံးချလောက်တာဖြစ်ပြီးရွေးကောက်ပွဲအောင်နိုင်ဖို့မေပေးမဲ့ရဲ့အနီးကပ်ရောက်မှသာလူထုကောင်းနဲ့ပုံဝင်လာတယ်လို့တရင်ဌာနကိုပြောပါတယ်။ဒါကတော့လေဥပဒေကိုလက်တလုံးချလောက်သွားတယ်လို့ပဲပြောရမှာပုံ။ဒါပေမဲ့ပါတီတစ်ခုရွေးကောက်ပွဲအောင်နိုင်ဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့အမြင်ကျနောက်ဆုံးမှကြော်ညာတဲ့သူကလူထုကောင်းနဲ့ပုံဝင်တာပုံ။ ကျွန်တော်တို့မွန်ညညရေးပါတီပဲပြောပြောမွန်တိုးတက်ရေးပါတီပဲပြောပြောကျွန်တော်တို့ကငြိမ်ငြိမ်ပဲနေတယ်လေကျွန်တော်တို့ကတိုင်းသားပါတီတွေဆိုတော့အဲ့ဒီတော့ကျွန်တော်တို့ဖြတ်တန်းလာခဲ့တဲ့ရွေးကောက်ပွဲ၃ခုအရာဒီအတိုင်း online ပဲပြောပြော Facebook ပဲပြောပြောဒါတွေဟာ9ရက်ပဲကြာတယ်လူလူကောင်းတဲ့ရောက်မသွားဘူးမဲထဲတဲ့နေ့မှာကျင်းပမဲ့ရက်ပိုင်းအလိုအ धिक စီးရုံနိုင်မှသာလျင်အောင်မြင်မှုရနိုင်တယ်လေဒါကျွန်တော်တို့အတွေ့အကြုံအရာပေါ့အဲ့ဒါကြောင့်အခုသူတို့လှုပ်ရင်လေကျွန်တော်တို့အတွက်ကတော့လှုပ်ပေါ်ရည်စရာကြီးတော့ဖြစ်နေတာပေါ့လို့ဆိုပါတယ် ကရင်ပြည်နယ်အတွင်းစည်းရုံးမဲ့မွန်တိုးတက်ရေးပါတီအနေနဲ့ရွှေခောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက်အရာနိုင်ငံပိုင်ရုပ်မြင်သံကြားမှာပါတီရဲ့မူဝါဒသဘောထားတွေကိုဟောပြောသွားမှာဖြစ်တယ်လို့ဆိုရှယ်မီဒီယာကနေလည်းစည်းရုံးသွားဖို့ရှိမယ်လို့သူကအသိပေးပါတယ်။လက်ရှိမှာရွှေခောက်ပွဲကျင်းပနိုင်တဲ့နေပြည်တော်အပါအဝင်တိုင်းဒေသကြီးပြည်နယ်တွေအတွင်သက်ဆိုင်ရာကော်မရှင်အဖွဲ့အစည်းရုံးတွေနဲ့ရက်ကြီးရုံးတွေမှာမဲပေးပိုင်ခွင့်ရှိသူတွေရဲ့မဲဆန္ဒရှင်အမိစရင်တွေကိုရက်တိုးပြီးကတ်ထားတာပါ။အာနာသိမ့်မှုအတွင်ပြည်တွင်းဆက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အပိုင်းလိုက်အထွေထွေရွေးကောက်ပွဲအတွက်ပြည်သူလူထုတွေစိတ်ဝင်စားမှုမရှိတာကြောင့်မဲစင်းတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးသူအလွန်နေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ဒီအပေါ်ကြန့်ခိုင်ရေးပါတီကမဲပေးခွင့်ရှိသူတိုင်းအခွင့်အရေးမဆုံးရှုံးစေရင်သူတို့ပါတီကနေထာဝရပူပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးမဲစရင်တွားရောက်ကြည့်ရှုစစ်ဆေးမှုနဲ့ပူပေါင်းပါဝင်ပေးဖို့ TikTok နဲ့ Facebook တွေမှာတိုက်တွန်းနေတာပါ။ဒါပြင်ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း မဲဆန္ဒရှင်ပြည်သူတွေနိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင်မဲစရင်အချိန်မီစစ်ဆေးပေးဖို့လူသုံးရတဲ့ Facebook နဲ့ TikTok Social Media တွေကနေနှိုးဆော်နေတာဖြစ်ပါတယ်။တစ်ဖက်မှာသတင်းစာရှင်းလင်းပွဲကနေတက်ဆင်းမူဝါဒတွေလုပ်ငန်းဆောင်တာတွေနဲ့မင်းမြန်ချက်တွေအပါအဝင်ရုံးကန်ဖွက်လက်တာပါတီဝင်အစိုးပြုလာပေးအပ်တဲ့အခမ်းအနားတွေမှာလည်းလူထုဘဝအတ္တီကငင်းချမ်းလုံကြုံစွာကြီးပွားကြဆိုပြီးပြည်သူရှေ့ဆောင်ပါတီက Social Media တွေမှာစီယုံရေးလှုပ်ဆောင်နေတာပါ။ ကရင်မျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ကီဆိုကစီယုံခွင့်မရှိတဲ့အချိန်မှာအခုလိုလုပ်တဲ့အပေါ်တာဝန်ရှိတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကသာမှူတည်တယ်လို့သတင်းဌာနကပြောပါတယ်။ဒီလိုစီယုံလှုံ့ဆော်ခွင့်မရှိသေးတဲ့အချိန်မှာသူတို့လုပ်တာသူတို့အပိုင်ပေါ်နောက်တစ်ခါတာဝန်ရှိတဲ့ UEC ကလည်းအရေးယူဆောင်ရွက်မယ်မဆောင်ရွက်ဘူးဆိုတာကတော့ကျွန်တော်တို့လည်းပြောပိုင်ခွင့်မရှိဘူးလေ။တချိန်ကျရင်တော့အကြောင်းမျိုးမျိုးကြောင့်ကိစ္စအဝဝတွေပေါ်လာလို့ရှိရင်ဒါကိုထောက်ပြမှာပေါ့။ ကျွန်တော်တို့ကတော့စီယုံခွင့်မရှိသေးတဲ့ကိစ္စကိုမလုပ်သေးဘူးလေစီယုံခွင့်ရှိတဲ့အချိန်ကျရင်လုံမှာပေါ့လို့ဆိုပါတယ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွဲစီယုံဖို့နိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်သံအစီအစဉ်တွေကနေဟောပြောခွင့်ပြုမယ်လို့စက်တင်ဘာ25ရက်နေ့မှာကြေညာထားတာပါဒီအတွက်မဲဆွဲစည်းရုံးဖို့ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်စားတဲ့ဟောပြောတင်ပြချက်တွေကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့အထိခွင့်ပြုပေးဖို့စီစဉ်ထားပါတယ်။ ဒါပေမဲ့မြေပြင်မှာမေးဆွဲစည်းရုံးတာလှည့်လေတာဟောပြောတာတွေနဲ့ပတ်သက်ပြီးသတ်မှတ်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ဒါပြင်အထူးထွေရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမယ်ကိုစလေလောင်ပေါင်း9000ကျော်လို့ရဲ့အမည်စည်းရုံးတွေကိုစီစစ်ပြီးသွားပေမဲ့အခုချိန်ထိတော့မချိန်ညာရသေးပါဘူး။တစ်ဖက်မှာကြံ့ခိုင်ရေးပါတီပြည်သူ့ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့ဟာမွန်ပြည်နယ်ကလုံခြုံရေးအားကောင်းတဲ့မြို့နယ်တွေမှာ ါတီဝင်တွေနဲ့နှီးဆက်သူတချို့ကိုနေအိမ်တွေအတွင်းပါတီစီယုံရေးဆင်းခဲ့တယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောထားတာပါ။အဲ့ဒီပါတီတွေဟာပြည်တော်စုတဝန်စီယုံမဲ့နိုင်ငံရေးပါတီတွေဖြစ်ကြပြီးမွန်ပြည်နယ်အခြေစိုက်ပြည်နယ်အတွင်းမှာသာစီယုံမဲ့မွန်ညီညွတ်ရေးပါတီကတော့မြေပြင်မှာရောဆိုရှယ်မီဒီယာမှာပါငြိမ်သက်နေပါတယ်။မွန်ညီညွတ်ရေးပါတီပြောခွင့်ရနိုင်တဲ့ရွှေကရွှေကောက်ပွဲအတွက်မင်းဆက်စည်းရုံးရေးကာလကြမှာသာ UEC ခွင့်ပြုချက်နဲ့ဆိုရှယ်မီဒီယာတွေမှာစည်းရုံးလုံးစော်ဖို့ဗားချက်ရေးဆွဲနေတယ်လို့သတင်းဌာနကပြောပါရယ် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပတ်သက်ပြီးကျွန်တော်တို့လည်းဗားချက်တွေရေးဆွဲနေတော့ပေါ့အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်လောင်းအမိစရင်ထွက်လာမယ်ပါတီစည်းရုံးရေးက UEC ရောဖွင့်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုစက်တိုက်လုပ်သွားမှာပေါ့လို့ဆိုပါတယ်လောလောဆယ်မှာပါတီရဲ့ကိုယ်စားလှယ်လောင်းအမည်စရင်တွေထုတ်ပြန်ကြေညာတာကိုစောင့်ဆိုင်းနေပြီးဆိုရှယ်မီဒီယာကနေမဲဆွယ်စည်းရုံးရဲ့အတွက်လိုအပ်တဲ့နည်းပညာပိုင်းတွေအပါအဝင်စီမံကိန်းတွေရေးဆွဲနေတယ်လို့သူကစက်ပြောပါတယ်။ရွှေခောက်ပွဲဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေအရာ အထူးရွေးကောက်ပွဲကျင်းပမဲ့နေ့ရက်မတိုင်ခင်ရပောင်60အလုံးမှာနိုင်ငံရေးပါတီတွေအတွက်မဲဆွဲစည်းရုံးရေးကာလအဖြစ်သတ်မှတ်ကြေညာလေးရှိပါတယ်။ဒါကြောင့်အထူးရွေးကောက်ပွဲအပိုင်းတစ်ကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်တဲ့အတွက်မဲဆွဲစည်းရုံးရေးကာလကိုအောက်တိုဘာနှောင်းပိုင်းမှာသတ်မှတ်နိုင်တယ်လို့နားလည်ရပါတယ်။ကြပါမယ်လုံခြုံရေးအခြေအနေတွေကြောင့်ရွေးကောက်ပွဲဝင်ပြိုင်ချမဲ့ကိုယ်စားလှယ်လောင်းတွေအတွက်လူစုလူဝေးနဲ့လှည့်လည်ပြီးမဲဆွယ်စည်းရုံးဖို့မဖြစ်နိုင်တော့တဲ့အခြေအနေလို့နိုင်ငံရေးပါတီတချို့ကလက်ခံထားကြပါတယ် ဆက်လက်ပြီးရန်ကုန်တွင်ကားမပါဘဲညဘက်အပြင်ထွက်လျင်ဘဝပြည့်အသက်ပြောင်းနိုင်ခြင်းရှိဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရန်ကုန်တွင်ကိုပိုင်ကားနဲ့မဟုတ်ဘဲညဘက်အပြင်ထွက်လျင်ဖော်တာဆွဲခံရနိုင်ခြင်းရှိသည့်ကိုအထူးသတိပြုရန်ရန်ကုန်မြို့အခြေစိုင်ရဲသတင်းရင်းမြစ်ကဆိုပါတယ်။ရန်ကုန်တွင်စစ်မှုရန်အတွက်ပေါ်တာဆွဲခြင်းကိုညဘက်၌အတိအခပြုလုပ်လေရှိပြီးကိုပိုင်ကားဖြင့်သွာလာနေသူများကိုဖမ်းဆီးလေမရှိပေလမ်းလျှောက်လာသူများအားအတိအခဖမ်းဆီးကြောင်းသိရပါသည် ညာဘက်ကိုပိုင်ကားနဲ့ထွက်တဲ့ကောင်တွေကညာသောအဖြစ်ကလက်တက်ဘားသွားကြတဲ့သူတို့ဗိုလ်ချုပ်တွေနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေညားတာဆိုတော့မှားပြီးသွားဖက်ပြီးရင်ပြဿနာတက်ယုံတယ်မကဘူးနောက်နေ့လေရောက်ရောရန်ကုန်ကနေရှေးတန်းရောက်သွားနိုင်တယ်အဲဒါကြောင့်ကားတွေကိုမဖမ်းရတာဟု၎င်းကသတင်းဌာနကပြောပါတယ်ရန်ကုန်တိုင်းအတွင်းထူးခြားဖြစ်စဉ်များနှင့်စစ်တပ်လှုပ်ရှားမှုများကိုအဓိကဖော်ပြနေသောရန်ကုန်စကောက်နက်ဝက်မှတာဝန်ရှိသူတအုပ်ကလည်း စစ်တပ်သည်ညဘက်၌ကိုပိုင်ကားများကိုအရေးပေါ်ကိစ္စရှိလျင်တာစစ်သည်မှလွဲ၍ရှောင်းတခိစစ်ဆေးဖမ်းဆီးမှုမျိုးလုပ်နေကြောင်းဆိုပါရယ်။အများအားဖြင့်ဆိုင်ကယ်စက်ဘိတ်နှင့်ခြေကျင်သွားလာနေတဲ့သူတွေကိုပဲရန်တန်းဆွဲသွားလိုက်။ရှောင်းတခင်စစ်ပြီးဖမ်းလိုက်လုပ်နေကြတာပေါ့။အတန်သိမ့်မထွက်ပဲဆွဲလို့ရနေလို့ထင်နေ။သူတို့တွေကိုပဲပြစ်မှတ်ထားဖမ်းဆီးနေတာတွေ့ရပါရယ်။ကိုပိုင်ကားနဲ့သွားလာသူတွေကိုတော့ဖမ်းဆီးတာနေပါတယ်ဟု၎င်းကပြောပါရယ်။ ညဘက်တွင်ပေါ်တာဆွဲရန်ချောင်းနေသည့်အဖွဲအငဲရှိနေသည်ကိုသတိပြုကြရန်၎င်းကဆက်လက်ပြောပါရယ်လူရောပတ်စံရောရတဲ့ခွင်ဖြစ်လာလို့လည်းရဲဆက်ရဲဖြစ်နေကြပါပြီပွဲစည်းလို့လူစီကားတဲ့နေရာတွင်နားမှာတောင်လူပြတ်တာနဲ့ဆွဲဖို့ချောင်းနေသူတွေရှိနေတတ်ကြပါရယ်ပါသွားရင်ဆက်သွယ်ရမယ့်သူတွေစရင်ကိုအသိလှုပ်ထားမှတ်ထားပါလို့လည်းမှာကျင်ပါရယ်ဟု၎င်းကအကြံပြုပါရယ်အော်တိုဘတ်ရဲ့ည7:00နာရီကတည်းကဘိုးတထောင်မြို့နယ်ကန္နာလန်နှင့်53လမ်းတောင်ဘိုးတထောင်ဖျားရှိ 24ကိတ်အနီးတိုင်းယောက်ျားလေးနှစ်ဦးလမ်းလျှောက်သွားလာနေစဉ်လှေကင်းကားတစ်စီးဖြင့်စစ်သားများရောက်ရှိလာပြီးရိုက်နှက်ဖမ်းခေါ်သွားကြောင်းရန်ကုန်စကောက်နက်ဝက်ကထုတ်ပြန်ထားပါသည်